အားလုံးပဲမင်္ဂလာပါခင်ဗျာကျမ်းမာဘေကင်ကြပါစေ2025ခုနှစ်ဒီဇင်ဘာလ9ရက်နေ့နေ့လယ်ပိုင်းမြို့သစ္စာ channel ကနေပြီးတော့နောက်ဆုံးရတော်လိုင်းသတင်းတွေကိုထုတ်လုပ်တင်ဆက်ပေးပါတော့မယ်ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ပေးဖို့ကိုလည်းတပ်ပြီးတောင်းဆိုပါရစေခင်ဗျာဟုတ်ကဲ့ကျွန်တော်တို့ဒီနေ့တင်ဆက်ဖို့ရွေးချယ်ထားတဲ့သတင်းတွေကတော့စစ်ကောင်စီနဲ့အပြစ်ရရေးထိုးတာတော်လိုင်းကြီးကိုမထိကိုက်စေဘဲခီးစုံအထိဆက်လျှောက်မယ်လို့ DNL ကပြောတယ်ဆိုတဲ့သတင်း နောက်အမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေပါဝင်တဲ့အားကောင်းတဲ့အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းရေးဆက်လက်လှုပ်ဆောင်နေတယ်လို့ NUG ယာယီတမရကကြေညာလိုက်ပါတယ်။နောက်ပြီးတော့63လုံးပွိုင်ကုန်းကိုစစ်ကူလာတဲ့အာဏာသိမ်းတပ်ခါကစင်ကလေးဖြစ်ပြီးတော့ရှေ့မတိုးနိုင်ဘူးဖြစ်နေပါတယ်။နောက်စစ်တပ်က73စီကုမ္ပဏီပိုင်ရှင်တွေကိုမတမာမှုလုပ်တယ်လို့ဆိုပြီးတော့ငွေကျပ်ဘီလီယံ940ကျော်ပြန်ပေးဖို့ရာဇသံပေးထားပါတယ် နောက်သူတို့ကိုပြပထွက်ခွင်လဲပိတ်ထားတယ်လို့ဆိုပါတယ်ခင်ဗျာဒီရန်ကုန်မြို့လယ်မှာစူးလေတရာနီပုံကံအန်တုဆိုတဲ့ဆိုင်းဘုတ်ပြပြီးဆန္ဒပြပါတယ်နောက်သတင်းတပုတ်ကတော့ဒီပြည်လုံးကျိုးအတန်ဒိတ်သပိတ်မှာပါဝင်ဖို့စကိုင်းတိုင်းကပြည်သူတွေကိုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာဒီသတင်းတွေကိုစူးစီးပြီးတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးသတင်းတပုတ်အနေနဲ့ TNL ကဒီစစ်ကောင်စီနဲ့အပြစ်ရရေးရေးထိုးတာဟာတော်လိုင်းကိုမထိခိုက်ဘူးလို့ ပြောပါတယ်ခင်ဗျာဒီသတင်းကိုစတင်တင်ဆက်ခြင်းပါတယ်ဒီစစ်ကောင်စီတပ်နဲ့အပြည့်ရက်ရေးရေထိုးထားတာဟာတော်လိုင်းပန်းနိုင်တဲ့မျော်မှန်းချက်ကိုထိခိုက်မှာမဟုတ်ဘူးလို့ TNL ရဲ့မနေ့ကထုတ်ပြန်ချက်အရသိရပါတယ်ခင်ဗျာတရုတ်ဆိုရရဲ့ဂျာဝင်စစ်သက်တာကြောင့်စစ်ကောင်စီတပ်နဲ့အပြစ်ခတ်ရက်ဆဲဖို့ရေထိုးထားပေမဲ့ခီလန်းဆုံးထိဆက်လျှောက်နေမှာဖြစ်တယ်လို့အသိပေးထားပါတယ် ဒီလိုစစ်ကောင်စီတပ်နဲ့အပြစ်ရတာထိန်ချုပ်နေမိတဲ့ကရတပီသူတွေလေချောင်းဘုံကျဲတာကြောင့်ပြည်စီဆုံရှုံတာတွေနဲ့အသက်ဘေးကင်းလုံခြုံမှုပေးနိုင်ဖို့လို့ဖော်ပြထားပါတယ်။အခုခါမှာတော့တည်နယ်လေးဟာစစ်ကောင်စီတပ်နဲ့အပြစ်ရခဲ့ပြီးတော့မိုးကုံနဲ့မိုးမိတ်ဒေသတွေကနေပြီးတော့တပ်တွေ ပြန်ဆုတ်ခဲ့ရတယ်လို့စစ်ကောင်စီတပ်ကမြို့တဲ့ဒီအင်အားအများပြားနဲ့နေရာပြန်ယူနေတာပါ။ တစ်ဖက်မှာလည်းတည်နယ်လေးဆုတ်ခွာပေးရတဲ့မြို့တွေမှာစစ်ကောင်စီတပ်တွေမဝင်လာနိုင်အောင် PDF တွေနဲ့ပကဖတ်တွေကမိုးကုတ်မိုးမိတ်ဒေသစစ်စင်ရေးအနေနဲ့ထိုးစစ်ဆင်တိုက်ခိုက်နေပါတယ်အဲ့ဒီစစ်စင်ရေးဟာနိုဝင်ဘာလ30ရက်နေ့ကစတင်ပြီးတော့တပတ်တာကာလတဲ့မိုးကုတ်မြို့ကအရေးပါတဲ့စစ်တပ်စခန်းတစ်ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ကထုတ်ပြန်ထားပါတယ်။ ဒါပြင်စစ်တပ်ဘက်ကလည်းမိုးကုံနဲ့မိုးမိတ်ဒေသတို့ကတိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကိုလေကြောင်းတိုက်ခိုက်နေပြီးတော့တိုက်ပွဲတွေကတော့ဆက်ပြင်းထန်နေပါတယ်။ပြီးခဲ့တဲ့ဒီသမလ6ရက်နေ့ကမိုးမိတ်မြို့မြစ်တုံရွာကိုစစ်တပ်ကဂျက်ပိုက်တာနှစ်စီးနဲ့လေကြောင်းဘုံကျဲခဲ့တာကြောင့်ကလေး၂ဦးအပါအဝင်ပြည်သူ၁၁ဦးထိခိုက်ဒေဆုံးခဲ့ရတယ်လို့ TNL ရဲ့ထုတ်ပြန်ထားချက်အရသိရပါတယ်ခင်ဗျာ။နောက်သတင်းတစ်ပုဒ်ကတော့ စစ်တပ်က73စီကုမ္ပဏီပိုင်ရှင်တွေကိုမတမာမှု လုပ်တယ်လို့ဆိုပြီးတော့ငွေကြဘီလီယံချီပြီးပြန်ရောင်းပေးဖို့ရည်ရွယ်တမ်းပေးထားပါတယ်။နောက်ပြီးတော့သူတို့ကိုပြပထွက်ခွင့်ပိတ်ထားတယ်ဆိုတဲ့အကြောင်းတင်ပြစရာရှိပါတယ်။ဒီအကြံဖက်စစ်တပ်က73စီကုမ္ပဏီပိုင်ရှင်တွေကိုစီတင်သွေးရောင်းချတာမှာမတမာမှုတွေလုပ်တယ်လို့ဆိုပြီးတော့ငွေကြဘီလီယံ940ကျော်ကိုဇန်နဝါရီလ26ရက်နေ့နောက်ဆုံးထားပြီးပြန်ပေးဖို့ရည်ရွယ်တမ်းပေးထားပြီးတော့ အဲ့ဒီစီလုံငန်းရှင်တွေအားလုံးပြည်ပထွက်ခွာခွင့်စစ်တပ်ကယာယီပိတ်ပင်ထားတဲ့အကြောင်း73စီလုံငန်းရှင်အတိုင်းဝိုင်းကပြောဆိုကြပါတယ်ခင်ဗျာ73စီကုမ္ပဏီစီလုံငန်းရှင်တွေနဲ့ပူးပေါင်းပြီးတော့73စီတွေတင်သွင်းရောင်းချတာမှာမတမာမှုတွေလှုပ်ဆောင်ခဲ့တဲ့လျှက်စစ်နဲ့ဆွမ်းရင်ဒုဝင်ကြီးတန့်စင်နဲ့ညွန်ကြားရေးမှုချုပ်ရွှေမော်တို့ကိုစစ်တပ်ကနိုဝင်ဘာလအတွင်းဖမ်းဆီးရေးယူခဲ့ပါတယ် အဲ့ဒီဒုဝင်ကြီးတန်းစင်နဲ့ညွန်ကျုပ်ရွှေမော်တို့ကိုဖမ်းဆီးရေးယူတာမှာ73စီတင်သွင်းခွင့်နဲ့စီခွဲရန်တွေချပေးတာမှာငွေကျပ်ဘီလီယံ940ကျော်ဆုံရှုံမှုလက်ပိတ်လိုက်မှုတွေနဲ့စစ်ထောင်လိုက်ကဖမ်းဆီးရေးယူခဲ့တာလို့သိရပါတယ်ခင်ဗျာငွေကျပ်ဘီလီယံ940ကျော်ပြန်လဲပေးသွင်းရမယ့်စီကုမ္ပဏီတွေထဲမှာခရိုနီဝင်းဆွေပိုင်ဆိုင်တဲ့ BOC ကုမ္ပဏီကစစ်တပ်စီကိုငွေကျပ်ဘီလီယံ180ဝန်းကျင် ခရိုနီဇော်ဇော်ပိုင်နဲ့မက်စ်ကုမ္ပဏီကဘီလီယံ40ဒေါက်တာဝင်းမြင့်ပိုင်ဆိုင်နဲ့မြတ်မြတ်တာမွန်ကုမ္ပဏီကဒီဘီလီယံကျပ်40ခရိုနီချစ်ခိုင်ပိုင်ဆိုင်နဲ့ဒန်ဂိုကုမ္ပဏီကငွေကျပ်ဘီလီယံ80ခရိုနီအောင်ကိုဝင်းနဲ့ဆက်နွယ်နေတဲ့ Brighter ကုမ္ပဏီကငွေကျပ်7ဘီလီယံ Regency ကုမ္ပဏီကကျပ်20ဘီလီယံ Apex ကုမ္ပဏီက15ဘီလီယံ မြန်ဝိုင်းကုမ္ပဏီက15ဘီလီယံအတိအသီးပြန်လဲပေးသွင်းရမှာဖြစ်တယ်လို့သိရပါတယ်ခင်ဗျာဒီငွေသွင်းရမယ့်နောက်ဆုံးရက်မတိုင်မီ73စီပိုင်ရှင်တွေပြပထွက်ခွင့်မပြုဘူးထွက်ခွင့်မပြုဘူးဆိုတာတဲ့စစ်တပ်ကိုတင်ပြပြီးတော့စစ်တပ်ကခွင့်ပြုမှသာပြပခီးသွွားခွင့်ရှိတာပေါ့ခွင့်ပြုချက်ယူခိုင်းတာလို့73စီအသင်းကသတင်းရင်းမြစ်ကပြောဆိုပါရယ်73စီတင်သွင်းမှုနဲ့ခွဲထမ်းချမှုတွေမှာမတမာမှုလုပ်တယ်လို့ဆိုပြီးတော့ဖန်တီးခံထားတဲ့စွန့်အင်ဒုဝန်ကြီးတန့်တယ်မှာ ဝန်ကြီးချုပ်ညူစောရဲ့တငယ်ချင်းအရင်ဖြစ်ပြီးတော့စစ်တပ်ကသူအပတ်စဉ်23ကျောင်းစဉ်စစ်အရာရှိတူလည်းဖြစ်တယ်လို့သိရပါတယ်ခင်ဗျာနောက်သတင်းတပုတ်ကတော့ဒီအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းသားလက်နက်ကိုင်အဖွဲ့တွေပါဝင်တဲ့အားကောင်းတဲ့အစိုးရပြင်ဆင်ဖွဲ့စည်းရေးတွေဆက်ပြီးလှုပ်ဆောင်နေတယ်လို့ NUG ယာယီသမ္မတကကြေညာလိုက်တဲ့သတင်းကိုဆက်ပြီးတင်ပြပါမယ်ခင်ဗျာအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြုပြင်ပြောင်းလဲရေးကိုအဆင့်30နဲ့ဆောင်ရွက်နေပြီးတော့ မြို့သားညီညွတ်ရေးအစိုးရနဲ့တိုင်းသာလက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေပါဝင်တဲ့အားကောင်းတဲ့အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းရေးဆက်လက်လှုပ်ဆောင်နေတယ်လို့ NUG ယာယီသမ္မတဒူဝါလက်ရှိလက်ကကြေညာလိုက်ပါတယ်ခင်ဗျာယာယီသမ္မတဒူဝါလက်ရှိလက်ကဒီဇင်ဘာလ၈ရက်ညပိုင်းမှာမြို့သားညီညွတ်ရေးအစိုးရရဲ့ပြုပြင်ပြောင်းလဲရေးနဲ့ပတ်သက်ပြီးတော့မင်းကုန်ပြောကြရမှာအခုလိုထပ်သွင်းပြောကြားလိုက်တာဖြစ်ပြီးတော့ NUG အနေနဲ့ဒုတိယအဆင့်နဲ့တတိယအဆင့်ပြုပြင်ပြောင်းလဲရေးတွေကြန့်ရှိနေသေးတယ်လို့ နိုင်ငံတော်ယာယီတမတအဒူဝါလက်ရှိလက်ကအတိပေးပြောဆိုပါတယ်။ပြည်ထောင်စုလွတ်တော်ကုသပြုကော်မတီကပြည်သူတရားလုံးကိုထုတ်ပြန်ပေးခဲ့တဲ့အစိုးရအဖွဲ့ပြုပြင်ပြောင်းလဲရေးဖွဲ့စည်းပုံဟာကျွန်တော်တို့ရဲ့ပထမအဆင့်ပြုပြင်ပြောင်းလဲမှုဖြစ်ပါတယ်။ဒုတိယအဆင့်ပြုပြင်ပြောင်းလဲရေးကတော့လက်ရှိအမျိုးသားညီညွတ်ရေးအစိုးရနဲ့တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့စည်းတွေပါဝင်တဲ့ကုသပြုမှုအကောင်နဲ့အစိုးရအဖြစ်ပြင်ဆင်ဖွဲ့စည်းဖို့ဖြစ်ပါတယ်။တတိယအဆင့်ပြုပြင်ပြောင်းလဲရေးကတော့ မင်းအောင်လှိုင်နဲ့အကြံဖက်စစ်အုပ်စုကိုဖျောက်ချပြီးတဲ့နောက်အသွင်ကူးပြောင်းရေးအစိုးရတရက်ကိုဖွဲ့စည်းဖို့ဖြစ်ပါတယ်လို့ယာယီသမရဒူဝါလက်ရှိလက်ကပြောတာဖြစ်ပါတယ်ခင်ဗျာဒါပေမဲ့လက်တလုံးမှာတော့မဟာမိတ်စစ်ရေးတပ်ပေါင်းစုနဲ့မဟာမိတ်နိုင်ငံရေးတပ်ပေါင်းစုဖြစ်ပေါ်လာဖို့အကန့်အသတ်တွေရှိနေတယ်လို့ယာယီသမရကသတိပေးပါတယ် သူပြောတာကမဟာမိတ်စစ်ရေးတပ်ပေါင်းစုနဲ့မဟာမိတ်နိုင်ငံရေးတပ်ပေါင်းစုကတည်တမျိုးသားလုံးညီညွတ်ရေးကိုကျယ်ပြန့်စွာကူစားပြုနိုင်တဲ့အစိုးရဖြစ်လာအောင်အထူးသဖြင့်တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေကျယ်ပြန့်စွာပါဝင်လာနိုင်အောင်ကျွန်တော်တို့အားလုံးကြိုးစားကြရပါတယ်။ဒါပေမဲ့အဓိကတိုင်းရင်းသားလက်နက်ကန်အင်အားစုကြီးတွေဟာမြူသားညညူကြီးအစိုးရအဖွဲ့ထဲမှာထက်ထဲဝင်ဝင်ပူးပေါင်းပါဝင်လာဖို့လက်ရှိအချိန်မှာအကန့်အသတ်တွေရှိနေတယ်ဆိုတာသိရပါတယ်လို့ယာယီသမ္မတကပြောပါတယ်ခင်ဗျာ။ အန်ယူဂျီအစိုးရပြုပြင် ပြောင်းလဲရေးအဆင့်30နဲ့ပတ်သက်တဲ့အချိန်ကာလကိုတော့ယာယီတမရကအတိအကျမပြောဆိုထားသေးပါဘူး။ဒါပြင်ပြည်သူသဘောထားနဲ့အညီအစိုးရပြုပြင်ပြောင်းလဲရေးကိုအဆင့်လိုက်ပြုပြင်လှုပ်ဆောင်ခဲ့တာမှာအစိုးရပြုပြင်ပြောင်းလဲရေးကော်မရှင် NUG Reform Commission ကိုဇူလိုင်လမှာစတင်ဖွဲ့စည်းခဲ့ပြီးတော့အဲ့ဒီကော်မရှင်မှာယာယီတမရပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စု လွတ်တော်ကိုစားပြုကော်မတီ CRPH ဥက္ကဋ္ဌဦးဆောင်ပြီးတော့ဆောင်ရွက်ခဲ့ကြတာဖြစ်တယ်လို့အတည်ပြုထားပါတယ်အန်ယူဂျီကမနေ့ကမနေ့ပိုင်းမှာဝန်ကြီးချုပ်တချို့ကိုအနှံ့ငယ်အပြောင်းလဲပြုလုပ်ကအစိုးရပြင်ဆင်ဖွဲ့စည်းကြောင်းကြေညာခဲ့ပါတယ်အစိုးရပြင်ဆင်ဖွဲ့စည်းမှုမှာအန်ယူဂျီအစိုးရဖွဲ့ဝင်တွေတဲကဝန်ကြီးနဲ့ဒုဝန်ကြီးတချို့နေရာတွေကိုတာဝန်ယူထားတဲ့အစိုးရဝန်ကြီးဌာနအပြောင်းလဲလုပ်ခန့်အပ်လိုက်ပါတယ်လက်ရှိအန်ယူဂျီအစိုးရမှာဦးဝင်းမြင့်ကနိုင်ငံတော်သမ္မတအဖြစ် ဒီတော့သန်းစုကြည်ကနိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ဖြစ်ဆက်လက်တရှိနေပြီးတော့ယာယီတမဒဒူဝါလက်ရှိလက်ကတော့ဆက်လက်တာဝန်ယူထားပါတယ်ခင်ဗျာနောက်ထပ်စီးရီးသတင်းတစ်ခုကိုဆက်ပြီးတင်ပြကြမှာတဲ့အဲ့ဒါကတော့63လုံး point ကိုကိုစစ်ကူလာတဲ့အာနာသိမ့်တက်ဟာကစင်ကလေးအားဖြစ်ပြီးတော့ရှေ့ကိုမတိုးနိုင်ဘူးလို့သိရပါတယ်ခင်ဗျာဒီသတင်းကိုတင်ဆက်ပါမယ်ဘကူတိုင်းဗရောင်းမြုတ်နယ်ကပ္ပဆ16ဘက်က63လုံး point ကိုစစ်ကူလာတဲ့ စစ်ပြည်ဟာကိုကဲမှုဌာနချုပ်စကခ30လက်အောက်ခံတပ်ရင်းတွေနဲ့အရကတတ်တော်အေအေတို့ဒီဇင်ဘာလ10ရက်နေ့တိုက်ပွဲဖြစ်ခဲ့တာပါဒီအချိန်နေနဲ့ပတ်သက်လို့အေအေနဲ့နီးစပ်တဲ့တရေအေးမြစ်တအူပြောပြတာကတော့ဒီဇင်ဘာလ10ရက်နေ့တိုက်ပွဲလဲအရန်ပြင်းထန်ခဲ့ပါတယ်နနဲ့စနေကြီးကန်လောက်ကနေပြင်းထန်စွာဖြစ်ပွားတာပါတိုက်ပွဲအတွင်းကအလောင်း၅လောင်း၃မှန်း၁ဦးနဲ့လက်နက်ခဏ၁၃000ပစ္စည်းတွေကိုအရကတပ်တော်ကတင်စီရမိခဲ့ပါတယ်လို့ နေရင်စရာတရင်ဌာနကိုပြောဆိုထားတာဖြစ်ပါတယ်ခင်ဗျာအရကတက်တော်ဟာ63လုံး point 9ကို2025ခုနှစ်အောက်တိုဘာ14ရက်နေ့မှာတင်ပိုက်ပြီးတော့ဤပြီဟာအရအဲ့ဒီကုန်းကနေစုခွာပေးလိုက်ပြီးတဲ့နောက်မှာအကြံဖက်စစ်တပ်ကလေကြောင်းပစ်ကူမြေပြင်ပစ်ကူတွေနဲ့စစ်ကြောင်းထိုးပြီးတော့အဲ့ဒီကုန်းပေါ်မှာဝင်ရောက်နေရာယူလာခဲ့တာပါ ခုကအာနာသိန်းစစ်တပ်ကအဲ့ဒီ63လုံးကုန်းကိုစစ်ကူတွေကိုမရရအောင်ပို့ဆောင်လျက်ရှိတယ်လို့အရကတက်တော်ဘက်ကလည်းလာသမျှစစ်ကူစစ်ကြောင်းတွေကိုဖြတ်တောက်ပိတ်ဆို့ထားတာကြောင့်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေ63လုံးကုန်းကိုဘလို့မှစစ်ကူအင်အားမရောက်နိုင်ပဲဖြစ်နေတယ်လို့၎င်းကပြောဆိုပါတယ်ခင်ဗျာ လေလာတောင်ပဝင်းကျင်မှာရှိတဲ့အရက်ကတပ်တော်တပ်ဖွဲ့ဝင်တွေကိုဒီဇင်ဘာ6ရက်နေ့မနက်9နာရီအချိန်မှာစစ်ကောင်မချင်တပ်ကနောက်ထပ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်အရက်ကတပ်တော်တပ်ဖွဲ့ဝင်တွေကလည်းပြန်လည်ခုခံတိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်အဲ့ဒီ63လုံးကုန်းကိုစစ်ကိုအရာတွေထပ်ဖို့ပြင်မဲ့မရောက်ပဲဖြစ်နေတယ်တိုက်ပွဲတိုင်းသူတို့စစ်တပ်ကရှုံးပေါ်နေတယ်လို့လည်းသူကဆက်ပြီးပြောဆိုပါတယ်ဒီသမား9ရက်နဲ့10ရက်နေ့တွေအထိအကျန်းဖက်စစ်တပ်ဟာထိုးစစ်ကိုအင်တိုင်းအားတိုင်းလှုပ်ဆောင်ခဲ့ပေမဲ့ အရင်နေ့တွေလိုပဲဒီအထီးကအကြဆုံးများပြီးတော့တက်ပြေးတာတွေဒီရကတက်တော်ထံအလင်းဝင်ရောက်လာသူတွေနဲ့သူတို့ရဲ့ထိုးသည့်စစ်ကြောင်းကကစင်ကလေးဖြစ်ပြီးတော့ထိနာလျက်ရှိတယ်လို့လည်းသိရပါတယ်ခင်ဗျာအခုတက်ပွဲတွေကအရင်က ပြောသလိုမျိုးရခိုင်ပဲခူးအဆက်မဟုတ်တော့ဘူးပဲခူးတိုင်းတဲကိုအထဲကိုနက်နက်ရှန်ရှန်ဝင်ရောက်နေပါပြီ ဒါကြောင့်စစ်ကော်မရှင်တွေကအင်အားအလုံးရင်းလေချောင်းလက်နက်ကြီးပြစ်ကူအမြောက်ပြားနဲ့ထိုးသစ်စင်တိုက်ခိုက်နေတာပါသူတို့အသေးလက်ခုခံကာကွယ်နေတဲ့သဘောပါပဲလို့ပြောဆိုပါတယ်ခင်ဗျာဒီအရကတက်တော်ရဲ့ရွေရှားခုခံစစ်တံပြန်ထိုးသစ်မြေပြင်ပကတိအခြေအနေပေါ်အခြေခံတဲ့နီးပြူဟာအပြောင်းလဲတိုက်ရိုက်ခတ်ရီတက်တီတိုက်ပွဲဝင်လို့စိတ်ပြင်းပြတာတွေကြောင့်ဘက်စုံမှာရင်းနှီးနေတဲ့စစ်ကော်မရှင်တပ်တွေရဲ့ထိုးသစ်တွေမှာဘလို့မှထိုးပေါက်နိုင်တာမရှိဘဲနဲ့ထိုးသစ်တိုင်းလဲ့ အလဲလဲအပြူပြူဖြစ်ပြီးတော့အထိကဲ့အကျဆုံးများနဲ့သာရင်ဆိုင်နေရတယ်လို့လည်းသိရပါတယ်ခင်ဗျာနောက်သတင်းတစ်ပုဒ်ကတော့ဒီပီလုံးကျွတ်အတန်တိတ်တပိတ်မှာပါဝင်ဖို့ဇကိုင်းတိုင်းကပြည်သူတွေကိုတိုက်တွန်းလိုက်ပါတယ်ခင်ဗျာစကိုင်းတိုင်းအတွင်းကတပိတ်အဖွဲ့တွေဒေသခံပြည်သူတွေဟာဒီဇင်ဘာ၁၀ရက်မှာပြုလုပ်မဲ့စစ်အာဏာရှင်စန့်ကျင်လှုပ်ရှားမှုပြည်လုံးကျွတ်အတန်တိတ်တပိတ်မှာပါဝင်ဖို့ဒီဒီဇင်ဘာ၁၀ရက်မှာတိုက်တွန်းနှိုးဆော်ဆန္ဒပြခဲ့ပါတယ် လေးမျိုးနယ်မှာလူထုတိုက်ပွဲဥဆောင်ကော်မတီကနေပြီးတော့ဒေသခံပြည်သူတွေနဲ့ပူးပေါင်းပြီးစစ်ကောင်စီရဲ့ရွက်ောက်ပွဲကိုလူထုအားနဲ့ဆက်ညင်ကြဖို့နဲ့အတန်တိတ်တပိတ်မှာပြည်သူတွေပါဝင်ကြဖို့အတွက်ဟောပြောပွဲလှုပ်ရှားမှုကိုလုပ်ခဲ့ကြတာဖြစ်ပါတယ်။စလင်းကြီးမျိုးနယ်မှာလည်းချင်းတွင်းမြစ်ကမ်းဘေးကြေးရွာတပိတ်ကော်မတီကအတန်တိတ်တပိတ်ကိုပါဝင်ဖို့လူထုလှုပ်ရှားမှုပြုလုပ်ခဲ့ကြပါတယ်။ ဒီဇင်ဘာလ10ရက်နေ့အပြည်ပြည်ဆိုင်ရာလူ့ခွင့်ရေးနေ့မှာတနင်္ဂနွေလုံးအတိုင်းတာနဲ့ကြေးလက်မျိုးပြမကြံအတန်တိတ်တပိတ်မှာပါဝင်ဖို့တိုက်တွန်းနှိုးဆော်ခဲ့ပါတယ်။ရင်းမပင်မြို့နယ်မှာလည်းသွေးမအေးတဲ့ရွှေနွယ်သွေးလူမှုတပိတ်တိုက်ပွဲဥဆောင်ကော်မတီကစစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြပြီးတော့ဒီဇင်ဘာလ10ရက်နေ့မှာတနင်္ဂနွေလုံးအတိုင်းတာနဲ့ပြုလုပ်သွားမဲ့အတန်တိတ်တပိတ်မှာလည်းပါဝင်ပေးကြဖို့ပြည်သူလူထုကိုလှုံ့ဆော်ခဲ့ကြပါတယ်ခင်ဗျာ။ နောက်ထပ်သတင်းတစ်ခုကတော့ရန်ကုန်မြို့လယ်စူးလီတရာအနီးမှာပုံကံအန်တုဆိုပြီးတော့ဒီတန်တေးတပိတ်ကိုပူပေါင်းပါဝင်ကြဖို့ဆန္ဒဆိုင်းပုံနဲ့ဆန္ဒပြတဲ့သတင်းကိုဆက်ပြီးတင်ပြပါမယ်ခင်ဗျာအနာသိန်းစစ်တပ်ရဲ့လုံခြုံရေးထူထပ်တဲ့ရန်ကုန်မြို့လယ်စူးလီလူကူတရာအနီးမှာရန်ကုန်လူလူတပိတ်ဒီနေ့မှာဆန္ဒပြလုံတော်ခဲ့တဲ့လှုပ်ရှားမှုတစ်ခုလုပ်ခဲ့ပါတယ်အကြံဖက်စစ်တပ်ရဲ့အတူရောင်ရုပ်ောက်ပွဲကိုစန့်ကျင်တဲ့အကြောင်း ဒီဇင်ဘာ၁၀ရက်နေ့တန်တိတပိတ်မှာပြည်သူတရားလုံးပူးပေါင်းပါဝင်ကြဖို့လိုတဲ့အကြောင်းနဲ့အတူရောက်ရုပ်ောက်ပွဲအလွန်ကာလမှလည်းပြည်သူလူထုကိုယ်တိုင်ရုံးကမှလွတ်မြောက်မှုအစ်စ်ရမှာဖြစ်တာကြောင့်ပုံကံအတူဖို့လိုအပ်တဲ့အကြောင်းဒီပေးလုံးစော်ခဲ့တာဖြစ်ပါတယ်ဓာတ်ပုံထဲမှာပါတဲ့အမှိုက်ပုံးဟာအတူရောင်ရွက်ောက်ပွဲရဲ့မဲပုံးတွေကိုရည်ညွှန်းထားတာဖြစ်ပြီးတော့အဲ့ဒီမဲပုံးတွေမှာအတူရောင်ရွက်ောက်ပွဲ ဝင်ရောက်ချင်ပြိုင်တဲ့ပြည်သူချင်ပတ်ကုသလေလောင်းတွေဒါမှမဟုတ်တုံးစားမရတဲ့ပြည်ပြက်အမှိုက်တွေစုပုံပြစ်ခံရမယ့်အမှိုက်ပုံတွေဖြစ်တယ်လို့မှတ်ယူနိုင်တဲ့အကြောင်းရန်ကုန်လူထုတပိတ်ကသဘောထားထုတ်ပြန်ထားပါတယ်ဒီမနက်ပြန်ဒီဇင်ဘာလ10ရက်မှာကြာရောက်မဲ့ပြည်ပဆိုင်ရာလူခွင့်ရေးနေ့မှာမြန်မာပြည်သူတရားလုံးအတန်တိတ်တပိတ်ဆင်နွှဲကြဖို့တော်လိုင်းအင်အားသူတွေကတိုက်တွန်းနှိုးဆော်တာတွေလှုပ်ဆောင်နေကြတာဖြစ်ပါတယ်ခင်ဗျာ ဒီဇင်ဘာလ9ရက်နေ့နေကင်းပိုင်းတင်ပြပေးတဲ့သတင်းတွေကတော့ဒီမြတ်တာပဲဖြစ်ပါတယ်ခင်ဗျာကြည့်ရှုပေးတဲ့အတွက်အများကြီးကျေးဇူးတင်ပါတယ်